အဲဒီကအရန်ဘယ်လိုပြောမလဲကိုတက်ကိုလည်းအရန်ခုံယူပါတယ်မြမကားတကားအနေနဲ့ခုံယူရတယ်ဗောနော်အဲအဲ့ထဲမှာမြမဒရိုက်တာရိုက်ပြီးတော့မြမသေဥဆောင်နေပါအောင်နဲ့ကားလေးကိုတကယ်ယူရိုပလိုနိုင်ငံအီတလီလိုနိုင်ငံရုပ်ရှင်ပွဲတော်မှာခြားပြခွင့်ရတယ်ဆိုတာဒါတကယ်များတို့ဒါမြမသေဥဆောင် ဒီအတွက်လည်းဒါတကယ်မှတ်တိုင်လေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲပြီးတော့ဒါမျိုးတို့ဒီကပြင်သစ်နိုင်ငံလောက်တဲ့ဒီ Red Movie Festival မှာလည်းဒါ The Best Short Film Award ဆိုပြီးရထားပြီးသားပေါ့နော်ရပြီးတော့မှထပ်ပြီးတော့အဲမျိုးတို့ဒီ Italy International Festival လောက်တဲ့ဒီနိုင်ငံတကာပေါ့နော်ဒီ Europe နိုင်ငံအဲ20ကျော်က filmmaker တွေ artist တွေကနေပြီးတော့ကားပေါင်း800ကျော်တင်လာတဲ့ထဲမှာထပ်ပြီးတော့သူက finalist အနေနဲ့ထပ်ယူရွာတာ ထည့်ယူတာနှစ်ခါပြောရတာပေါ့နော်ဟုတ်အဲမျာရိုဒီကာလီယာပေါ့နော်ဒီဒရိုက်တာကိုတက်နေထွန်ရိုက်ထားပြီးရောမျာရိုတရုပ်ဆောင်အနေနဲ့အဲကိုနေမင်းရဲ့ညရဲ့ကိုစင်မျိုးရဲ့အဲပါဝင်ပြီးရိုက်ထားပါတယ်ဟုတ်အဲမြန်မာဘက်ကဒါ writer arrange လုပ်ပြီးရိုက်တာကိုပတာတော့ဟာအထက်ကိုတက်လာပြောတော့ဆိုမြကိုတက်နေအပြင်မှာတခါမှမဆုံးဘူးအဲနာမည်ပဲတည်ရပါတော့ဂျာဂျာတော့အဲနဲ့ဟိုးတဲ့ဟိုတရုပ်ဆောင်ပေါ့နော်ဒါ မင်းသားတော့တဲ့ကိုနိုင်နဲ့ကိုနင်မင်းပါတယ်တဲ့ဒရိုက်တာကတော့ကိုတက်နေထုံးပါတဲ့ဆိုကိုကိုတက်နေတကာမှလည်းပြင်မမဆုံးဘူးဆိုဟုတ်ကဲလို့အဓိကဟိုပေါ့နော်ဇလီကလည်းအရန်ကောင်းတယ်ပြောတဲ့ကနေပြီးတော့ဆိုပြီးတော့လက်ခံလိုက်တာလက်ခံလိုက်တော့ဟိုဘက်ကအဗီဒီယိုကောနဲ့လမ်းမျိုးခေါ်တော့မှဒရိုက်တာမြင်ဘူးလား ရိုက်တာဗီဒီယိုကောနဲ့ပဲဆက်စားချင်းတွေ့ရတဲ့စကားပြောရဲအဲဗီဒီယိုကောနဲ့ပဲဒါအခုစုရရတဲ့ဒီဗီဒီယိုကောနဲ့ပဲဘောတွေ့ပူတာတွေ့ရတယ်ဒါပေမဲ့ရိုက်သွားတဲ့ကတောက်လျှောက်ရိုက်တော့လဲတကယ်သူအဲဗီဒီယိုကောနဲ့ရိုက်တယ်ဆိုပေမဲ့ဒီဘက်ကဒါဒရိုက်တာရဲ့လည်းအရန်ခေါင်းစားခံဘိုးဘက်ကဒရိုက်တာလည်းခေါင်းစားခံပြီးသူတို့ရိုက်တာတခြားစီစဉ်နာတာပေါ့နော်အဲအဓိကအရန်ဘယ်လိုပြောမလဲကိုတက်ကိုလည်းအရန် ခုံယူပါတယ်မြမကားတကားအနေနဲ့ခုံယူရတယ်ပေါ့နော် အဲအဲ့ထဲမှာမြန်မာဒရိုက်တာရိုက်ပြီးတော့မြန်မာသရုပ်ဆောင်တွေပါဝင်တဲ့ကားလေးကိုတကယ်ယူရိုပလိုနိုင်ငံအီတလီလိုနိုင်ငံရုပ်ရှင်ပွဲတော်မှာခြားပြခွင့်ရတယ်ဆိုတာဒါတကယ်များတို့ဒါမြန်မာသရုပ်ဆောင်ဒီအတွက်လဲဒါတကယ်မှတ်တိုင်လေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲပြီးတော့ဒါများတို့ဒီကပြင်သစ်နိုင်ငံလောက်တဲ့ဒီ Red Movie Festival မှာလည်းဒါ The Best Shortlin Award ဆိုပြီးရထားပြီးသားပေါ့နော် ရပြီးသားအောင်မှာထပ်ပြီးတော့အဲများတို့ဒီ Italy International Festival လောက်တဲ့ ဒီနိုင်ငံတကာပေါ့နော်ဒီယူရိုပနိုင်ငံအ20ကျော်က film maker တွေ artist တွေကနေပြီးတော့ကားပေါင်း800ကျော်တင်လာတဲ့ထဲမှာထပ်ပြီးတော့သူက finalist အနေနဲ့ထပ်ယူရွာတာထပ်ယူရနှစ်ခါပြောရတာပေါ့နော်အထပ်ယူရပြီးတော့ပြမှာအခုဒီဒီဇင်ဘာ9ရက်6ရက်နေ့အတောက်လျှောက်ပြမှာပေါ့နော်ညတို့ကလေအပွဲတက်မှာတော့ဒါညတို့ဒီမေလာအဒီ2026မေလာမှာဒါအများရဲ့ကိုနေမင်းရဲ့ဒရိုက်တာအီတလီပွဲကိုတက်တက်မှာ အာလုံးဝဟိုဟိုဘယ်လိုပြောမလဲလူတွေအရန်သွားချက်ဆုံးနိုင်ငံဆိုပြင်သစ်တို့အီတလီတို့ပဲလေဒါသွားပြီးလဲချင်တာဖြူချင်တာဆိုအဲ့လိုနိုင်ငံတွေကိုအခုအဲဒီလိုပွဲခုနဲ့ကိုကောင်ယူရတယ်အဲကိုပါဝင်ခွင့်ရတယ်ကိုပါဝင်ခွင့်ရပြီးတော့တရုတ်ဆောင်ခွင့်ရတဲ့မြန်မာကားတကားကိုဒီဒီလိုအီတလီနိုင်ငံတွေမျိုးမှာချပြပြီးတော့ဒါအဲ့လိုပွဲမျိုးသွားတက်ရမယ်ဆိုတော့အလှည့်သွားတာထပ်ပို့ပြီးတော့ပြောတာပေါ့ အဲဇလန်းမျိုးစားလေးရတော့တို့အများတို့အခြေခံလူရန်စားတွေပေါ့နော်အခြေခံလူရန်စားတွေရဲ့အဲလင်မယားနှစ်ယောက်ရဲ့ဘဝလေးကိုရိုက်ပြတာပေါ့နော်အဲရိုက်ပြတာအပြင်အချစ်အဲအချစ်လေးလည်းပါတယ်ရိုမန့်စ်လေးလည်းပါတယ်အဲပြီးတော့အဲဒီအိမ်နောင်ရေးဆိုတဲ့အဲ့လိုအဲစိတ်ညစ်စရာလေးတွေအဲ့လိုပေါ့နော်အဲ့လိုပဏိပခလေးပါဒါပေမဲ့အိမ်နောင်ရေးဆိုတဲ့အချိန်မှာဘာလေးတွေးရလဲဆိုတော့အများတို့ကနှစ်ယောက်အရန်ချစ်တာ ဒါပေမဲ့ဟိုပေါ့အဆင်မပြေတဲ့ဘဝအဆင်မပြေတဲ့ဟာလေးတွေတွေ့ရတာပေါ့နော်အဲ့ဒါမျိုးလေးကိုတေချာလေးရိုက်ပြထားတယ်။အများတို့ရိုက်တာယထာပူရာရဲ့ယထာလန်းနေမှာတေချာလေးရိုက်ပြထားတော့ပေါ့နော်။ကိုနိုင်ဆိုရင်လည်းစကြည့်ကြည့်လိုက်ရင်လည်းတကယ်ကိုနိုင်လို့မှတ်ကိုမမှတ်မိဘူး။လောကဟိုဒီတေးတေချာကိုပြင်ဆင်တာပြီးတော့အဲ့တိုင်းပုံစံလေးကိုလုပ်ထားတာဆိုတော့လေအဲများဆိုလည်းမိတ်ကပ်နှကန်းနေဘာမှမတော်ဘူးဘာမှမလဲဘူးအဲ့တိုင်း pre look ပဲ။ပြီးတော့အဲ့တော်များတော်တော်ပိန်တာပိန်ပိန်လေးပဲရှိသေးတယ်။ အဲ့အဲ့တော့ဆိုတကယ် natural ပုံစံလေးကိုမြင်ရမှာပေါ့နော်ပြီးတော့အဲ့ကားလေးမှာအမှတ်တရရေးရတော့အများကြီးပဲတကက်အဲများတော့တရှော့ထဲရိုက်တဲ့ဟာရေဆိုလဲခဏခဏပေါ့နော်ရိုက်တာဆိုတော့အများကြီးရှိရဲပြီးွားရင်စင်းနေကအဲ့လောက်မများပဲနဲ့ကတ်တွေများတာပေါ့နော်ကတ်တွေကိုမျိုးစုံမျိုးစုံရိုက်ထားဆိုတော့အဲလို့ပြောမှာတခါလေးတရက်ထဲကိုတစင်းလောက်ပဲပြီးတာတို့ဖားလို့ဆိုတေချာပြင်ဆင်တာလေးပေါ့နော်အဲ့ဒါလေးတွေ အဲ့လောက်ထိအများကြီးစူးစမ်းခဲ့ကြတော့တကယ်ဒီလိုမျိုးချပြခွင့်ရအရန်ခုံလို့ရပါတယ်။အဓိကပေါ့ဟို romance ကလည်းဒါကိုကိုနိုင်ကညီမလေးအဲသူညီမလိုပါပဲသူတေချာလေးလေအဓိကဟိုနှစ်ယောက်ကအရန်မရင်းနှီးအဆအများလို့စိတ်ပူတာလေအခုမှစုံတာအခုမှတိတာဆိုတော့အဆင်ပြေပါမလားမသိဘူးဒါပေမဲ့ကိုနိုင်သူညီမလိုပဲအဲသူညီမလိုပဲရင်းနှီးပါတော့ညလည်းကိုလိုအဲ့လိုဆိုတော့ဟိုပြောရဆိုရလည်းအဆင်ပြေအဲ ဟိုညီမလေးကဒီလိုလို့အဲကိုကြီးကဒီလိုလုပ်မယ်အဲအဲ့လိုဆိုအပေးယူ chemistry မိပြီးတော့တည်တည်ချာချာလေးချစ်စရာကောင်းလေးအဲစူးစမ်းတူတူစူးစမ်းခွင့်ရရင်ထပ်ပြီးတော့အဲကိုနိုင်နဲ့ဆုံချင်ပါသေးရဲ့အဲမျိုးအဲ့ဒီကားပြီးတော့မှမျိုးတော့ညမထွက်ရဆိုတဲ့ကားမှဆုံတာဟုတ်ဟုတ်အဲ့တော့ကိုနိုင်နဲ့ရေစက်ပါလေးပြောရမယ်နောက်ကလေးလည်းဆုံချင်ပါတယ်ကိုကြီးအဲ့လိုပေါ့အရှိမဆိုရင်ဒါလင်မယားဇက်နှစ်ခုတော့ပြီးသွားပြီဆိုတော့လေအဲလို့တခြားလို့မတူတဲ့ဇက်မျိုးလေးဒီလားအဲ့လိုတယောက်နဲ့တယောက်အဲ့လို့ ဟို feeling အရှိမလဲဒါ feeling တစ်ဆက်ဒါညမထွက်ရဆို feeling ပေါ့နော်လင်မယားလဲလင်မယား feeling လဲ feel လဲအဲအရှိဒီအခုဆူရတဲ့ကားလေးဆိုရင်လဲ romance လေးဆိုတော့ရိုက်ပွားရဆိုတော့နည်းနည်းစုံသွားရဆိုတော့နည်းနည်းလေးတယောက်နဲ့တယောက်အဲ့လိုမုန်းနေတာမျိုးရင်း အဓိကတော့ဒါမြန်မာပြည်မှာတော့မပြသေးဘူးပေါ့နော်အခုလက်ရှိဒီဒီဇင်ဘာ9ရက်နေ့နဲ့6ရက်နေ့မှာကျတော့မြန်မာအီတလီမှာပြနေပြီပေါ့အဲပြနေပြီဆိုတော့မြန်မာပြည်မှာလည်းဒါဒရိုက်တာပြဖို့စီစဉ်နေပါတယ်ဟာပါရစီစီရမလို့မသိရင်းနေခုံပြီးတော့အဓိကအလဲဘက်သွားတာမျိုးဆိုတဲ့ခန်းစားချက်မျိုးမဟုတ်ပဲနဲ့အဲ့လိုကိုပါဝင်တဲ့ကားတစ်ခုမြန်မာကားတစ်ခုကိုဟိုမှာခုံယူစားနဲ့ပြတ်တောက်ခွင့်ရရဲဆိုတဲ့စိတ်လေးနဲ့အဲ့လိုပွဲသွားတက်ရမှာအီတလီမှာပွဲသွားတက်ရမှာဆိုတဲ့စိတ်မျိုးနဲ့သွားရတာဆိုတော့ အဲဘာတွေပြင်ဆင်လို့ပြင်ဆင်ရမှန်းတော့မသိတော့အဲမြတ်တို့ပေါ့နော်ဒီကားလေး living lift ကားလေးကိုနိုင်ငံတကာမှာအပြတ်တက်ဝင်ရတဲ့အတွက်ကိုအဲကိုတက်ကိုလည်းမြတ်ဒီမြန်နေချစ်စုညာကြီးတင်ပါတယ်လို့အဲပြီးတော့အဲဒီဒီကားလေးဒီမြမပြူမှာပြရင်လည်းအားပေးချပါအောင်လို့များတော့တေးချစ조사ထားပါတယ်လို့ပြောချင်ပါတယ်။ဗီဒီယိုကောထဲမှာမြင်ထားတဲ့ပုံစံမျိုးပဲပေါ့နော်။ဒါပေမဲ့အဲ့လိုကိုတက်ငယ်ငယ်တဲ့ပုံစံဆိုတော့လေအဲ နည်းနည်းဗဟေရီဖြစ်နေတာပေါ့နော်သူများတွေကလို့လေမင်းသားတယောက်ကိုပြင်မာထွေဘယ်လိုမျိုးလေးလဲဆိုအဲ့လိုဖြစ်တယ်လို့များတို့ကျတော့ဒရိုက်တာကိုဖြစ်တာဒရိုက်တာကိုတက်ဘယ်လိုမျိုးလေးလဲမသိဘူး